အလုံးဝမင်္ဂလာပါကျွန်တော်ချက်စီဖို့ရောနဲ့ပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ချက်စီနဲ့ပတ်သက်ပြီးတော့လာမယ့်ပုံတော်ဦးနေ့ညမှာရှင်ပိုင်ကစားမဲ့ချန်ပီယံလိပွဲစဉ်ပေါ့နော်ကွာတာဖက်အသင်းနဲ့ချက်စီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီကိုရိုနာတူတူပွဲကြိုးအမြင်လေးလေးခန်းစားချက်လေးလေးဒါပြောသွားခြင်းနေပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ဒီကွာတာဖက် အကြောင်းကိုစပြီးတော့ပြောရအောင်မနော်ကော်ဘက်ကဒါအဇာဘိုင်ဂျန်ပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းလို့ဟိုပြောလို့ရတယ်ဗောနော်သူကဒီနောက်၁၂နှစ်လောက်ထဲကလက်ရှိချိန်ထိကြီးစိုးလာတာသူက2020နဲ့2021ကြားမှာပဲသူတို့ချန်ပီယံမဖြစ်ခဲ့တာဗောနော်ကျွန်내နှစ်တည်မှာဆိုရင်ချန်ပီယံဖြစ်ခဲ့တဲ့နှစ်တည်ပဲဖြစ်တယ်ဗောနော်သူလိမှာတော့အတော်ကောင်းတဲ့ အတင်းတင်းတို့ဟိုဒါပြောနိုင်တယ်ပေါ့နော်ဆိုတော့အတိုင်းမှာလဲဒါချန်ပီယံလိဝင်ခွင့်ရတယ်ဆိုတော့ကရော့ဖက်ရဲ့ဒါချန်ပီယံလိမှတ်တမ်းကိုတစ်ချက်ကြည့်အောင်ပေါ့နော်ဒါအထူးသဖြင့်ဒါအင်္ဂလန်တင်းနေတဲ့တွေ့ဆုံတဲ့အခါမှာကရော့ဖက်ရဲ့မှတ်တမ်းကဘယ်လိုရှိလဲပေါ့နော်ဆိုတော့ ကော်ရဘတ်ဟာအင်္ဂလန်သင်းနေနဲ့ခုနှစ်ကြိမ်ထိတိုက်တွေ့ဆုံမှုရှိခဲ့တယ်ဘောနော်ဒီချန်ပီယံလိမ့်မှာခုနှစ်ကြိမ်တလုံးရှုံးခဲ့တယ်အဲ့ဒီထဲမှာမှဒါ6ကြိမ်ကတော့ဂိုးမသွင်းနိုင်ခဲ့ဘူးဆိုပြီးတော့တွေးရတယ်ဆိုတော့ပြောချင်တာကဒီအင်္ဂလန်သင်းနေနဲ့တွေ့တဲ့အခါမှာတော့ကော်ရဘတ်အနေနဲ့ရလက်ကဘလိုမောက်ကိုမကောင်းဘူးလို့ပြောလို့ရတယ်ဒါတော့လီအစင်တန်နဲ့လည်းဆိုင်မယ်လို့ထင်တယ်ဘောနော်ဒါပရီးမီယားလိမ့်နဲ့ရှင်တဲ့အခါမှာဒီအဇာဘိုင်ဂျန်လီဆိုတာကဘာမောက်ကိုမဟုတ်တာဘောနော်အဇာဘိုင်ဂျန်ကဒီဥရောပနဲ့ ဒီအာရှနဲ့ဆက်ဆက်နေတဲ့နေရာမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့အာရှသွေးတွေလည်းပါတယ်ဥရောပသွေးတွေလည်းပါတယ်ပေါ့နော်အရန်ကြီးဘလုံးကတော့တိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံတော့မဟုတ်ဘူးဒါကြောင့်မို့ဟိုဒီပြပကကသသမားတွေအရန်များတဲ့ပုံစံမျိုးတွေတော့တွေ့ရတယ်ပေါ့နော်ပြပကကသသမားတွေဒီကော်ရဘတ်ကိုလာကစားတယ်ဘာလို့လဲဆိုတော့ဒီ နိုင်ငံအသင်းကအရန်ကြီးမတောင်တင်းတဲ့ခါတော့နိုင်ငံသင်းရဲ့ကစားသမားတွေကဒီဒီမှာအရန်ကြီးမရှိဘူးပေါ့နော်အတေကပြောချင်တာကကောင်းတဲ့ကစားသမားတွေအရန်ကြီးမရှိဘူးဒါကြောင့်မို့အင်္ဂလန်နဲ့ရှင်ဖို့ကြတော့အရန်ကြီးခက်ခဲတယ်ဒါကြောင့်မို့လဲဒါအင်္ဂလန်သင်းနေနဲ့ခုနှစ်ကြိမ်တွေ့တဲ့အခါမှာခုနှစ်ကြိမ်လုံးမနိုင်ခဲ့ဘူး6ကြိမ်ကကိုမသွင်းနိုင်ခဲ့ဘူးဆိုတော့အခြေအနေမျိုးရောက်ခဲ့တာဖြစ်တယ်ပေါ့နော်ချစင်းနဲ့ဆိုရင်လည်းဒါ2018မှာချန်ပီယံလိမ့်မှာတွေးခဲ့ဘူးလေပေါ့နော်ဒါအန်တိုနီယိုကွန်တီထုတ်ခံရမဲ့နှစ်ပေါ့နော်ချက်စီကွင်းမှာသူနေနဲ့ စစ်စည်းဆိုတဲ့ရလနဲ့ရှုံးတယ်ဆိုတော့အဝေးကွင်းမှာဖော်စည်းဆိုတဲ့ရလနဲ့ရှုံးတယ်ပေါ့နော်ဆိုတော့ဟိုရှင်မို့တော့ခက်ခဲတဲ့အနေအထားမျိုးဖြစ်တယ်ဒါပေမဲ့အသူ့ရဲ့လက်ရှိ ဒါချန်ပီယံလိအခြေအနေကမဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ကွာဘက်ကဒါဖီမီကာကိုနိုင်ထားတယ်ကိုဘင်ကိုနိုင်ထားတယ်နောက်ဆုံးဒါအက်သလက်တစ်ဘီဘာအိုကိုတော့ရှုံးတော့ရှုံးထားတာတွေ့ရတယ်ပေါ့နော်ဟိုချန်ပီယံလိအခြေအနေကတော့မဆိုးတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့လက်ရှိချက်စီးရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်အသိခါလဲမဆိုးတဲ့အခြေအနေလို့တော့ပြောလို့ရတယ်ဒီတို့အနေနဲ့မရှုံးသင့်တဲ့ပွဲစဉ်တွေအသေးမချသင့်တဲ့ပွဲစဉ်တွေအနီကက်တွေပေါ့နော်ဒါတွေကြောင့်မို့ ဝေဖန်စရာတွေဖြစ်နေတာအပြပြောစရာတွေဖြစ်နေတာပေါ့နော်လက်ရှိဖောင်ရဆိုရင်တော့ချက်စီကလည်းမညံ့နေတယ်မှာတော့ပါတယ်လို့ကျွန်တော်ပြောချင်တယ်ဆိုပရီးမီးယားလိမ်မှာလည်းဒါအဆင့်တစ်ခုအထိရှိတယ်ပေါ့နော်သူတို့အနေနဲ့အနီးကထုတ်ခံရတဲ့ပွဲစဉ်တွေရှုံးသီးတိုင်အောင်ပေါ့နော်1998တဲ့ပွဲစဉ်တွေတော့နိုင်တယ်ဆိုပြီးခဲ့တဲ့ဒါဆန်နယ်နဲ့ပွဲစဉ်မှာတော့မရှုံးသင့်ပဲရှုံးသွားတာဖြစ်တဲ့ကြောင့်မို့ဒါလေးကဝေဖန်စရာဖြစ်နေတယ်ဒါပေမဲ့သူတို့အနေနဲ့ဘောင်းဘတ်ပြန်လာနိုင်ခဲ့တယ်ပေါ့နော်စပါလို့လန်လန်တာဝီပွဲစဉ်မှာအနိုင်ရရှိခဲ့တယ်ဒါကြောင့်မို့ ဟိုမစိုးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ချန်ပီယံလိမ့်မှာဆိုရင်လည်းဘိုင်းမြူနစ်ကို ရှုံထားတာကလွန့်ရင်ကျွန်တော်နှစ်ပွဲမှာအဲသူတို့အနေနဲ့အနိုင်ရရှိထားတယ်ဆိုတော့အေဂျက်လိုအသင်းမျိုးကိုကိုပြတ်နိုင်ထားတယ်ဖီဗီကာကိုကတ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မြင်ရဆိုရင်တော့ဒီပွဲကိုလည်းကျွန်တော်က short မတွက်စီခြင်းဘူးပေါ့နော်အမတ်ရအသင်းရထိုက်တဲ့အဲဒါပွဲစဉ်မျိုးကိုရစီခြင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ top 8ထဲဝင်ဖို့ကလည်းအခွင့် လန်ကောင်းဖြစ်တယ်ပေါ့နော်အဲ့ဒါရှေ့မှာရှိတဲ့ဒါလပါဘူးတို့အရင်းမထွတ်တို့ဒီသင်းနေကဘယ်လိုပြောမလဲထိတဲ့တွေ့ဆုံတဲ့အနေထားမျိုးရယ်ပြီးတော့ဒီပြည့်ကြီးတို့ဘန်မြင့်တို့ပေါ့နော်ဒီသင်းနေကထိတဲ့ဆုံမှုဟိုရှိနေတဲ့အနေထားမျိုးမှာကျွန်တော်တို့သင်းနေနဲ့အမှတ်တော်ဟိုရအောင်ယူနိုင်သင့်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါကြောင့်မို့ short တော့မတွက်စီချင်ဘူးဟိုပုံမှန် line net ကလေးမဟုတ်တော့မှအလူငယ်တွေနဲ့လူကြီးတွေနဲ့ပေါ့နော် မျှပြီးတော့ပွဲထုတ်လာစေခြင်းနဲ့အတော့အနိုင်ဖြစ်စေခြင်းနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနောက်လာမယ့်ပွဲစဉ်တွေအတွက်လည်းဒါအင်အားတစ်ခုအနေနဲ့ကျွန်တော်တို့ယူလို့ရတဲ့ပွဲစဉ်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကတော့ဒီပွဲကိုရှော့မတွက်စေခြင်းဘူးပေါ့နော်ဆိုတော့လက်ရှိဒါ injury attack ကိုတစ်ချက်ကြည့်အောင်ပေါ့နော်ဒီအသင်းနှစ်သင်းကတော့ လက်ရှိမှာဆိုရင်တော့ချက်စီကဒန်ရကစားသမားတွေများနေတဲ့အသင်းကိုပြောရမှာပေါ့နော်လက်ရှိကိုဘောမားတို့မပါဘူးဒါလည်းပိုင်ကိုဝဲတို့ဘာရီယာရှီတို့ဒါရီယိုအဆူကိုတို့ဆိုတော့ပြီးခဲ့တဲ့ဒီပွဲစဉ်မှာအနီကက်ထိထားတဲ့ဂျာဥပထိုးတို့မပါဝင်ဘူးပေါ့နော်ဆိုတော့ကွာတာဘက်မှာတော့အရင်ကြီးမများဘူးလို့ပြောရမှာပေါ့နော်အဲ့ဆိုကွာတာဘက်မှာအဓိကကစားသမားတွေအားလုံးပါဝင်မယ်ဆိုတော့ပွဲစဉ်ကတော့ဒါပိုရိုနေညပေါ့နော်အကြာပရိနေမနဲ့7နာရီ15မှာရှင်ပြိုင်ကစားမှာဖြစ်တဲ့ကြောင့်မို့ အချိန်ကတော့အသိပ်ပြီးတော့မကောင်းနေဘူးပေါ့နော်စောစီလည်းမဟုတ်ဘူးဟိုနောက်ကျတာလည်းမဟုတ်တဲ့ခါကျတော့ဟိုကြည့်ရမယ်ဒီညီကိုတွေအတွက်ကျတော့7နာရီ15လောက်ကကြည့်မယ်ဆိုရင်နောက်တဲ့2နာရီ3နာရီလောက်ထိရောက်သွားမှာဆိုတော့အာအချိန်ကောင်းတော့မဟုတ်ဘူးဒါပေမဲ့အဲကျွန်တော်ချက်စီးပွဲဖြစ်တာကြောင့်ကျွန်တော်တို့ကြည့်တော့ကြည့်ရမယ်ပေါ့နော်ဆိုတော့ဟိုဘယ်သူနိုင်သွားမလဲဆိုတာကတော့ဟိုပြောရခက်တယ်ဆိုပေမဲ့အာလီအစင်တန်းရပေါ့နော်အတင်းရဲ့ ကစားသမားတွေရဲ့ quality ရဆိုရင်တော့ချက်စီးပဲနိုင်သွားလိမ့်မယ်အပွဲစဉ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ညီကိုတို့ကဘလို့မြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးခန်းစားချက်လေးပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှပြန်တွေ့ပါမယ်